2022ခုနှစ်ဇူလိုင်လ9ရက်နေ့ဖြစ်ပါတယ်ဒီကနေ့ပြုလုပ်တဲ့ပွဲကတော့ကမ္ဘာလုံးဆိုင်ရာမြန်မာပြည်ဝါများတွေ့ဆုံပွဲဖြစ်ပါတယ်မြန်မာအမေရိကန်ဖော်ရန်နေပြီးတော့တာဝန်ယူပြီးတော့3လတကြိမ်ကျင်းပခဲ့တာအခုဆိုလို့ရှိရင်ဒီကျွန်တော်တို့ကမ္ဘာလုံးဆိုင်ရာမြန်မာပြည်ဝါများတွေ့ဆုံပွဲဟာအခုဆိုရင်ဒုတိယကြိမ်ရှိခဲ့ပါပြီဒီကနေ့အခမ်းအနားကိုတော့အခမ်းအနားအစီအစဉ်တင်ဆက်သူများအဖြစ်ကျွန်တော်ကမ်ဘောဒါနဲ့အတူ ကျွန်တော်တို့မေဒါကနေပြီးတော့ မဲဒီတာတို့ကျွန်တော်တို့နှစ်ယောက်ကနေပြီးတော့တွဲဖက်ပြီးတော့တောင်းယူဆောင်ရွက်တော့မှာဖြစ်ပါတယ်။မင်္ဂလာပါမဲဒီတာကြီးဟုတ်ကဲ့။မင်္ဂလာပါကိုစောရှင်ဟုတ်ကဲ့။ဟုတ်ကဲ့မဲဒီတာကြီးနှုတ်ခွန်းဆက်စကားလေးနဲ့ကျွန်တော်တို့ဒီအခမ်းအနားအစီအစဉ်လေးတွေစာပြီးတော့ဖတ်ကြပေးပါအောင်ခင်ဗျာ။ဟုတ်ကဲ့ပါရှင်။ဒါဆိုရင်ကျွန်မအခမ်းအနားအစီအစဉ်မိကုံးလေးများကိုဖတ်ကြားပေးခွင့်ပြုပါရှင်။ ဟုတ်ကဲ့ပါရှင်ကျမတို့အခမ်းအနားစတင်ဖွင့်လှစ်ခြင်းပြီးပြီနဲ့တပြိုင်နက်အစီအစဉ်တည်းရာဆရာတော်များမှစူတောင်းမြစ်တာစကားချီးမြှင့်ပေးမယ့်အစီအစဉ်ပဲဖြစ်ပါတယ်ဒါတော့အမေရိကန်ပြည်ထောင်စုနယူးယောက်ပြည်နယ်ဘက်ဖလိုမြို့တွင်တရင်သုံးနေတော်မူသောဆရာတော်အရှင်ဇဝနနဲ့အတူတိတ်ခါတော်ရတန်းဥဆရာတော်နော်ပေါတို့မှဆူတောင်းမြစ်တာချီးမြှင့်စကားအစီအစဉ်ပဲဖြစ်ပါတယ်ရှင်အစီအစဉ်နှစ် ခေဆက်ဆက်စစ်အာဏာရှင်စနစ်စန့်ကျင်တော်လှန်ရေးသမိုင်းတခြားနယ်လက်ရှိမြန်မာ့နေဦးတော်လှန်ရေးအတွင်စစ်အာဏာရှင်ကိုတွန်းလှန်ခုခံတိုက်ပွဲဝင်ရင်အသက်ပေးလူကြဆုံးသွားသောရဟန်းရှင်လူចောင်းသားပြည်သူအာဇာနည်သူရဲကောင်းအပေါင်းတို့ဟာစက္ကန့်20ငိမ့်သက်အလေးပြုမဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်ဒီအစီအစဉ်မှာတော့တက်ရောက်လာသူများအားလုံးဟာစက္ကန့်20ငိမ့်သက်လက်သုံးချောင်းထောင်အပ်မှာဖြစ်ပါတယ်ရှင်အစီအစဉ်နံပါတ်3 သုံးလတစ်ချိန်ကျင်းပသောကမ္ဘာလုံးဆိုင်ရာမြန်မာပြည်ပွားများအစည်းအဝေးနဲ့ပတ်သက်ပြီး MAF မှဦးမျိုးရနောင်သိန်းမှနှုတ်ခွန်းဆက်စကားပြောကြားပြီးမှဖြစ်ပါတယ်ရှင်။စီစဉ်နမက်လေးမျိုးသားညီညွတ်ရေးအစိုးရအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဆဆာမအခွင့်မှစကားပြောကြားပေးမယ့်စီစဉ်ဖြစ်ပါတယ်ရှင်။စီစဉ်နမက်ကအမျိုးသားညီညွတ်ရေးအစိုးရစီမံကိန်း ဗန္နာရင်းနဲ့ရင်းနှီးမြှုပ်နှံမှုဝင်ကြီးဌာနဒုတိယဝင်ကြီးဦးမင်းစရာဦးမှာ NUG Pay ကိုမိတ်ဆက်ရှင်းလင်းမဲ့အစီအစဉ်ဖြစ်ပါတယ်ရှင်အစီအစဉ်နံပါတ်6 Free Burma Ranger တီထောင်သူ Davis Umbrance မှာကမ္ဘာနိုင်ငံအသီးသီးမှာတက်ရောက်လာသူများအားနောက်ဆုံးစကားပြောကြားခြင်းဖြစ်ပါတယ်ရှင်။အစီအစဉ်နံပါတ်9ရောဒေတာလုံးဆိုင်ရာစစ်ပေးဆောင်များကုညီရေးကော်မတီ YRCIDB မှ တာဝန်ရှိသူတို့မှရေးပြင်အခြေအနေများအားတင်ပြခြင်းအစီအစဉ်ဖြစ်ပါတယ်။စီစဉ်နမရှိ MOIC မှတာဝန်ရှိသူတို့မှ Humanitarian Corridor Project ကိုရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ်။ဒီစီစဉ်နဲ့အတူကျမတို့အလူကန်ချင်းအစီအစဉ်လည်းပါဝင်ပါတယ်ရှင်။အစီအစဉ်နမကိုအမှုပညာရှင်အင်ဂျယ်လမုံမှ He the World He မြန်မာကိုမိတ်ဆက်ခြင်းနဲ့ Music Video ကပြသခြင်းအစီအစဉ်ဖြစ်ပါတယ်။အစီအစဉ်နမ30 ကဲပေါ်လင်စတဲ့အောင်မြင်သော music video များကို ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ music producer Daniel Soma နှုတ်ဆက်စကားပြောကြားမှာဖြစ်ပါတယ်။အစီအစဉ်နံပါတ်7အဆိုတော်ဒေးဗစ်လိုင်ရဲ့အစီအစဉ်ဖြစ်ပြီးတော့နှုတ်ဆက်စကားများတခြင်းများနဲ့ဖြောပြီးတင်ဆက်မှာဖြစ်ပါတယ်ရှင်။အစီအစဉ်နံပါတ်7 road trip for democracy ခီးစဉ်နဲ့ပတ်သက်ပြီးဦးဆိုင်လိုကျူမှဦးဆိုင်လူကျော်မှရှင်းလင်းတင်ပြခြင်းအစီအစဉ်နံပါတ်73 question and answer စေကူဖြေကြားပေးခြင်းနဲ့အတူအစီအစဉ်နံပါတ်14ကဘာလုံးဆိုင်ရာမြန်မာပြည်ဝါများတွေ့ဆုံပွဲအပိတ်နှုတ်ဆက်အမှာစကားကို ကျမတို့ MEF မှဦးအောင်ဇေယျလွင်မှပြောကြားပေးခြင်းအစီအစဉ်နံပါတ်15ဒေါက်တာဆဆာမ closing speech ပြောကြားပေးခြင်းနဲ့အတူအစီအစဉ်နံပါတ်16အခမ်းအနားပြီးဆုံးကြောင်းကြေညာခြင်းတို့ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီနေ့ဒီကနေ့အဲဆရာတော်နှစ်ပါးဆရာတော်နှစ်ပါးရဲ့နော်မြေတားစကားချင်းချင်းခင်ကျွန်တော်တို့အခမ်းအနားစတင်ဖွင့်လှစ်มาဖြစ်ပါတယ်ကျွန်တော်တို့ ladies လေဒီဖတ်ဖြစ်တဲ့အတွက်အာကျွန်တော်တို့မက်ဂျီတာလိုင်းနဲ့ယူတော့အခမ်းအနားစတင်ဖွင့်လှစ်ပေးပါခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်2022ခုနှစ်ဇူလိုင်လ9ရက်ကမ္ဘာလုံးဆိုင်ရာမြန်မာပြည်ပများတွေ့ဆုံပွဲဒုတိယကြိမ်ခမ်းနားစီစဉ်ကိုစတင်ကျင်းပပါပြီရှင်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါအဲကျွန်တော်တို့ဥသောပရမအခမ်းအနားစီစဉ်1ရ American ပြည်တော်စု နယူးယောက်ပြည်နယ်ဘက်ဖလူးမြို့မှာတရင်သုံးနေထိုင်တော်မူသောဆရာတော်အရှင်ဇဝနအားမေတ္တာစကားချီးမြှင့်မိန့်ကြားပေးပါယံအဲလီးစားစွာအဲကတော့ထားပြီးတော့လျှောက်ကြားပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါကမ္ဘာလုံးဆိုင်ရာတွေ့ဆုံပွဲမှာပြည်သားစကားပြောကြားခွင့်ရတဲ့အတွက်ဝမ်းမြောက်ကြောင်းဥစွာပြောကြားလိုပါတယ် မတို့နိုင်ငံအတွင်းမှာကြာရောက်နေတဲ့ဒီဒုက္ခအပေါင်းပြည်သူပြည်သားအလုံးမှာခံစားနေရတဲ့ဒုက္ခဝေဒနာနာကျင်မှုတွေရဲ့မျက်ရည်နဲ့တောကတွေအလုံးရဲ့လက်တယ်တည်းရဲ့ခံဟာဘယ်လိုလဲဆိုတာတကဘာလုံးအသည့်ဖြစ်ပြီးအသည့်ဖြစ်ပါလေအဲ့တော့ဘုံဘုံတို့ဒီပြည်သူတွေရဲ့ခံစားနေရတဲ့ဒုက္ခဝေဒနာနဲ့နာကျင်မှုတွေတောကနဲ့မျက်ရည်တွေချုပ်ငြိမ်းဖို့အတွက် မတရားမှုကိုကျူးလွန်သူတွေနဲ့ဒီမတရားမှုကိုပြန်လဲတွန်းလှန်သူတွေရဲ့ဘက်နှစ်ဖက်ကြားမှာဘုံဘုံတို့ဘယ်ဘက်ကယက်တီခဲ့ကြမလဲဘယ်ဘက်ကယက်တီပြီးတော့တောကတွေငိမ့်အောင်လောက်ကြမလဲဆိုတဲ့အပေါ်မှာမူတည်တဲ့အခါအားလုံးကြောက်ရွံ့လာကြတဲ့အပိဒါပေါင်းဟာမတရားမှုကိုဆန့်ကျင်ကြတဲ့သူများပဲဖြစ်တယ်။ရဲ့ရင်နဲ့တောကတွေနာကျင်မှုနဲ့ဒုက္ခတွေကိုဘယ်သူမှမလိုလားတဲ့သူတွေပဲဖြစ်တယ်ဆိုတာ သိချပါလေအဲ့တော့ပြည်သူပြည်သားတွေခံစားနေရတဲ့မျက်ရည်နဲ့တောကတွေဒုက္ခဝေဒနာနဲ့နာကျင်မှုတွေအလုံးရဲ့ဇင်းမြစ်ကိုလိုက်လိုက်ရင်ဒါဘုရားတွေကြောက်မျက်ရည်ကြရတာလေဘုရားတွေကြောက်ပြည်သူတွေနာကျင်နေရနာကျင်နေရတာလေတောကတွေဘာကြောက်ဖြစ်နေရတာလေဒုက္ခတွေဘာကြောက်ရောက်နေရတာလေဆိုတာထင်ရှားတဲ့ဟာဒီတောကရဲ့အခြေခံဖြစ်တဲ့တောကကိုဒုက္ခကိုဖန်တီးတဲ့သူတွေဟာ တကယ်လက်တဲ့တရားခံအစ်စ်ဒီဆိုတာထင်ရှားပါတယ်အဲ့တော့ဘုံဘုံတို့ဘာသာတရားတိုင်းမှာ တူညီတဲ့အချက်ချက်ရှိပါတယ်ဘုရားဘာသာကျင်းယံဘာသာမွတ်စလင်ဘာသာဘလို့ပဲဘာသာတွေကွဲပြားနေပါစေဘာသာအားလုံးရဲ့ဆုံးချက်ကတော့ဒီတားတရားပဲဖြစ်ပါတယ်အဲ့တော့ဘုံဘုံတို့တူညီတဲ့နှလုံးသားလာတဲ့အကျင့်အရာတွေမိမိတို့နိုင်ငံအတွင်းမှာကြာရောက်နေတဲ့ဒုက္ခတွေတောကတွေကို ကြည်ငြိအောင်ဝိုင်းဝန်းကြိုးစားကြတဲ့အခါမှာမိမိတို့ရဲ့အကျင့်နာတရားတွေစုစည်းပြီးသားဖြစ်တဲ့ဘုံဘုံတို့ရဲ့လူသားတွေလူသားဆန်ဆန်တည်ထောင်ထားတဲ့ဘာသာတရားဘာသာဝင်တွေဟာမိမိတို့ရဲ့ဒုက္ခတွေကိုမိမိတို့ရှေ့မှာကြာရောက်နေတဲ့ဒုက္ခနဲ့တောကတွေကိုမရှိထားပဲနဲ့ဒီဒုက္ခနဲ့တောကတွေကိုပြင်းငင်းအောင်ဝိုင်းဝန်းကြိုးပမ်းကြတဲ့အထက်မှာဘုံဘုံတို့လည်းပေါင်းဝင်ပါတယ်ဘုံဘုံတို့ဤသူတခြားဘာသာဝင်နိုင်ဘာသာဝင်နိုင်ဟာလည်း မိမိတို့လူမျိုးတွေမိမိတို့ဘာသာဝင်တွေခံစားနေရတဲ့ဒုက္ခနဲ့တောကကိုပြင်းကြီးအောင်ကြိုးစားကြရတဲ့မှာသူတို့လည်းပါဝင်တဲ့အခါမိမိတို့ရဲ့တူညီတဲ့တူညီချက်ပေါ်မှာအားလုံးစုစည်းမိကြပါပြီအားလုံးလက်တွဲချိတ်မိကြပါပြီအဲ့ဒီတော့နှလုံးသားကလာတဲ့အကျဉ်းသားတရားကိုချင်းစာတရားနဲ့ဒီဒုက္ခတွေပြင်းကြီးမှုဒုက္ခတွေချုပ်ငြိမ်းမှုအတွက်ဝိုင်းဝန်းကြိုးပမ်းကြတဲ့အချိန်မှာအားတဲ့တယောကြိုက်လိုက်လဲလဲကိုရောစိတ်ပါ အားလုံးပူးပေါင်းပါဝင်ကြပါမိမိတို့ရဲ့နှလုံးသားကလာတဲ့အကျဉ်းသားတရားနဲ့ဒီလိုပူးပေါင်းဆောင်ရွက်ခြင်းဟာပြည်တွင်းမှာဖြစ်ပေါ်နေတဲ့မတရားမှုတွေကိုအများဆုံးချုပ်ငင်းဖို့အကောင်းဆုံးသောနည်းလမ်းဖြစ်တယ်ဆိုတာဘုန်းဘုန်းတို့ယုံကြည်ပါတယ်ဒီယုံကြည်ချက်နဲ့ပဲဘုန်းဘုန်းတို့ဒီခုအချိန်ကမှအမေရိကန်တိုင်းနိုင်ငံလုံးကိုခီးလှည့်လည်နေပါတယ်။အမေရိကန်တိုင်းနိုင်ငံလုံးခီးလှည့်လည်နေပြီးတော့ရောက်ရနေရာတိုင်းမှာဘုံဘုံတို့ကိုလိုက်လိုက်လဲလဲကြိုးစိုးပြီးတော့အဲမိမိတို့နဲ့အတူပူပေါင်းလက်တွဲကြတဲ့ဥစ္စာနေရာတိုင်းမှာ ရောက်ရနေရာတိုင်းမှာဘုံဘုံတို့ကိုလက်တွဲနေကြတဲ့လက်တွဲပြီးတော့ပူးပေါင်းပါဝင်နေကြတယ်ဆိုတာအထင်ရှားတွေ့ရတဲ့အခါမှာကမ္ဘာအရရမှာရှိနေတဲ့မြန်မာနွေဘွားတွေအကုန်လုံးဟာတူညီတဲ့စိတ်ဆန္ဒတူညီတဲ့အဓိဋ္ဌာန်နဲ့ရက်တည်နေကြတယ်ဆိုတာဒီလိုအမေရိကန်တနိုင်ငံလုံးကိုလှည့်အဲလှည့်လည်လိုက်တဲ့အခါမှာမြက်အရှင်းစကားအကြောင်းမဟုတ်ဘဲနဲ့မျက်မြင်ကိုတွေ့အပြင်ဒီ အားလုံးရဲ့တူညီနေတဲ့အာသာဆန္ဒကိုဘုံဘုံတို့မျက်မြင်ကိုယ်တွေ့တွေ့မြင်ခဲ့ရပါပြီ။အဲတော့ဘုံဘုံတို့နဲ့ပူးပေါင်းဆောင်ရွက်ကြတဲ့သူတိုင်းသူတိုင်းဟာမြို့တိုင်းရွာတိုင်းမှာရှိနေပါလေ။ပြီးခဲ့တဲ့ခရီးအားလုံးမှာမြို့30 40လောက်ကိုဘုံဘုံတို့လှည့်လည်ပြီးပါပြီ။လှည့်လည်လိုက်တဲ့အခါမှာလည်းရောက်ရနေရာတိုင်းမှာဘုံဘုံတို့ကိုလိုက်လိုက်လဲလဲကြိုဆိုပြီးတော့ဘုံဘုံတို့ရဲ့ရင်ခုန်တန်းနဲ့အတူတစ်ထက်တည်းကြတဲ့တူညီမှုတွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ကြတာကိုတွေ့ရတယ်လို့ ရှင်ရှိနေတဲ့မြို့ရွာတွေကလည်းအစိတ်ပေါင်းများစွာနဲ့ဖုံးနေဆက်ပြီးတော့အမလို့ရောက်တဲ့အခါမှာဘလို့ဝမ်းသာအားရကျူစုံမယ်ဘလို့ပူပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ဥစ္စာကိုသတင်းစကားတွေအရှင်မပြအောင်ပို့နေတာကိုဖုံးဖုံးလို့လက်ခံရရှိနေပါတယ်ဒါလိုကြည့်လို့ရှိရင်ဘာလဲဆိုရင်ဖုံးဖုံးတို့နဲ့အတူဖုံးဖုံးတို့ရဲ့ရွယ်ချက်ဖြစ်တဲ့မြမပြည်ထဲမှာခံစားနေရတဲ့ဒုက္ခဝေဒနာတွေကိုကင်းရှင်းအောင်ကြိုးစားအားထုတ်မှုမှာ ဘုံဘုံတို့တူတယောက်တည်းအချီးကြီးကြီးအားထုတ်နေတာမဟုတ်ဘူးရှိရှိသမျှကုံတော့မြန်မာနိုင်ငံနဲ့ဆက်ဆက်သူအားလုံးဟာစန္ဒဝတ်တန်ဒိဌံဟောတထက်ချေကြပြီးတော့တွန်းလန်စိတ်မတရားမှုကိုဖယ်ခွာခြင်းစိတ်ပြီးအပြည့်အဝရှိနေကြတယ်ဆိုတာထင်ရှားတယ်ဆိုတဲ့တာရကကိုဘုံဘုံအနေနဲ့ပြောပြခြင်းဖြစ်ပါတယ်ဒါကြောင့်ဘုံဘုံရဲ့နှလုံးသားထဲမှာတည်ရှိနေတဲ့အကျဉ်းသာတရားမြစ်တာတရားဟာမတရားမှုတွေကိုတွန်းလှန်မှုတွေအတွက် akọzọ n'ọdụ n'imufe bare bada dị ara anyị bada dị ara anyị kọzi na ma na ma kwe bi abi melo tunyire yagaro nye da dị ara bare bada dị ara anyị bada dị ara anyị ha kọzi amịomịo ne yusa amịomịo kwe bi abi melo ma kwe ma bi abi ne na ọ sọ onye atakwusi bare ara agaro nye da dị ara bare ụra bada nye bada. အိန္ဒုဘာသာမွတ်စလင်ဘာသာဘယ်လိုပဲကွဲရနေပါစီမြစ်တာတရားမှာကတော့အလုံးတူညီကြတယ်လို့ဘုံဘုံယုံကြည်ပါတယ်။ဒါကြောင့်မို့လို့ဘုံဘုံတို့ရဲ့တူညီတဲ့မေတ္တာတရားကိုအချိန်ခံပြီးအကျဉ်းနာစိတ်ဓာတ်တွေနဲ့ဒုက္ခရောက်နေတဲ့မြန်မာပြည်သူတွေအများဆုံးလွတ်မြောက်အောင်ကြိုးစားကြပါစို့အားထုတ်ကြပါစို့လို့ကြေညာရင်းနဲ့ဘုံဘုံရဲ့မေတ္တာစကားကိုညီကုန်းချုပ်ပါတယ်။